မင်္ဂလာပါရှင်ငါခူကျော်နှလင်းကျော်စာမယ်ငါခူကျော်နှလင်းကျော်ရဲ့အတွင်းကျမကငါခူကိုတကောင်ပေါ့တကောင်ကျမအတုံးလေးတုံးလေးတုံးလေးပိုင်းလိုက်တယ်အဲဒီကိုကအတုံးတိတိကျိုက်လဲတိတိပေါ့နော်ကြီးကြီးကျိုက်လဲကြီးကြီးပါရှင်ပိုင်းပြည့်ရဲ့ငါခူလေးကို ကျမဂျုံအနေငယ်ပတ်ထည့်လိုက်တယ်ပြီးရင်တော့အချွဲလေးကုံဒီအထိကျမတေချာဒီမှာတိုက်ချုပ်ပြီးစေပါမယ် ဂျုံလို့ဆမ်မုံလို့ဒါတွေကကျမတို့ငခုမှရှိတဲ့အချွဲတွေကိုကောင်းကောင်းစေးနိုင်ပါရှင်နိုင်နိုင်တိုက်နိုင်နေပေါ့နော်ကျမတို့ငငယ်တော့တော့အမေတို့ကတော့ပြာသုံးနေလက်ရှိခင်ကတော့ပြာမရှိပေါ့ရှင်မရှိတဲ့အတွက်ကြောင့်လို့ကျမဂျုံကိုဒီမှာပတ်ပြီးတော့တေးချာတိုက်ချွတ်ပြီးတော့စေးလိုက်ပါတယ်ငါကူကိုရေကြည်လေးတွေရသည်ဒီတေချာတိုက်ချွတ်ပြီးတော့စေးလိုက်ပါတယ် ဆင်းပြီးတဲ့ငါကူတွေကိုစနှင်းမုတ်ထဲပါတယ်။ငါကူကညစ်တတ်ပါတယ်။ဒီနေ့ကကြောနှစ်လေးလုံးမှဖြစ်တဲ့အတွက်ကြောင့်လို့ငါကူကို ပထမဆုံးကြော်ရန်အတွက်ကျွန်မ air fryer အသုံးပြုပါမယ်။စားလေးနေငင်ထဲပါတယ်။အရာတာမုတ်ထဲပါတယ်ရှင်။ရိုးရိုးအိုးနဲ့ကြော်နိုင်သလို air fryer နဲ့လည်းကြော်လို့ရပါတယ်။ကျွန်မကငမ်းမြိုင်လေးအနေငင်ထဲပါတယ်။ဒီတော့ရင်စီလေးပါအနေငယ်ထည့်ပါတယ်။ Air fryer နဲ့ကြောမှဖြစ်တဲ့အတွက်စီနှင်းငယ်ထည့်ပြီးတော့ကျွန်မဒီမှာနှပ်ပါတယ်ရှင်။ ။ငောင်းကိုတော့အကုန်လုံးနေဖက်ပြီးတော့နိုင်ဝက်လောက်ပြစ်ထားလိုက်ပါမယ်။ငောင်းကိုနဲနဲ့ပြီးတဲ့နောက်ပိုင်းမှာကျမက air fryer ကိုအဆင်သင့်ပြုလုပ်ထားပါတယ်။ air fryer တွေကို ကျမကဒါကနေသားတော့အရသာသွင်းသားတော့ငါးတွေကို စီရင်ပြီးတော့ထည့်လိုက်ပါလိမ့်ရှင်။ဒီငောင်းကို air fryer နဲ့ကျမက200 degree celsius နဲ့30မိနစ်တခါ200 degree celsius နဲ့ 15 minute တခါကျွန်မဒီမှာသူ့ကို air fryer အသုံးပြုပြီးတော့ပြုလုပ်သွားမှာဖြစ်ပါတယ်200 degree celsius နဲ့15မိနစ်တခါမိနစ်30တခါအရင်လုပ်မယ်ပြီးရင်ထပ်အောင်လုပ်မယ်နောက်တစ်ခုက15မိနစ်တခါထပ်ပြီးတော့လုပ်မယ်ရှင်ငါးကြော်တဲ့အခါမှာ အများစုက CO နဲ့ C ကြော်တာမျိုးလုပ်တတ်ကြတယ်ဒါမှမဟုတ်ဖက်နဲ့အဲ့လိုမကြော်ကြုံဆိုရင် air fryer ရှိရဆိုရင် air fryer ကိုအသုံးပြုပြီးတော့ကျွန်မလုပ်တလို့လုပ်နိုင်ပါတယ် တစ်ဖက်မှာ air fryer နဲ့ငါးကြော်နေတဲ့အချိန်ခြားတစ်ဖက်မှာလည်းကိုလိုရာလေးကိုလှုပ်ထားလို့ရတာပေါ့နော်ဒီမှာဆိုရင်တော့သူက200ဒီဂရီဆယ်ဆီယပ်စနဲ့30မိနစ်လို့ပြောရပါတယ်။ဒါပေမဲ့လို့အကယ်၍ပေါ့နော်ကိုက180တုံးကျင်နေဆိုရင်တော့အချိန်ကိုပို့ပြီးတော့အသုံးပြုနိုင်ပါတယ်ရှင်။ဒါကတော့ဒုတိယအချိန်ကျမရဲ့ငါးလေးဒီကိုကျမအထက်အောက်လှန်လိုက်ပါတယ်။ပြီးတော့ရင်တော့ အဲ့နေရာဒီဂရီဆက်ဆီယပ်နဲ့ပဲကျမ15မိနစ်ထပ်ပြီးတော့တစ်ဖက်ကိုအပူပေးပါမယ်။ငါးတွေကလေကတ်နေတတ်ပါတယ်နော်။ငါးတွေကအခုလိုမျိုးအထက်အောက်လှန်ကနေကြိုက်တိချာတိချာပြီးတော့လှန်မှာကတ်နေတတ်ပါတယ်။ငါးလေးတွေလုံးဝကျွတ်လာတဲ့နေသားဆိုရင်တော့တစ်ဖက်ကိုဖယ်လိုက်ပါနော်။ကျမကကျော်နေကြငါးကျော်နဲ့ပုံစံတော့မဟုတ်ဘူးရှင်။ဦးရင်းကိုစီရင်နေငယ်ထဲပါတယ်။ဒါကတော့ငါးကျော်နှစ်ရင်ဖြစ်ပါတယ်။ ငြုံတီးမဲ့ရဲ့ချက်သမျိုးနိုင်ငံရဲ့ချိန်ထားတဲ့ဟာအိုးရဲကိုထည့်ပြီးတော့လှော်ပါတယ်ရှင်ပြီးတော့ရင် ခရုစီများများထည့်ပါတယ်ပြီးရင်ကျမက သူ့တဲကိုငံများကြီးအနေငယ်ထည့်ပါတယ်အရာသာပေါ့ရှင်ပြီးရင်ရေလင်းထည့်လိုက်ပါတယ်ဒီအနှစ်ကလေးကပပွက်ဆူလာပြီဆိုရင်ကျမကဒီတဲကိုအရာသာမို့လို့တော့ထပ်ထည့်ပါကျမကဒီမှာအရာသာမို့လို့အနေငယ်ထပ်ထည့်လိုက်ပါတယ်ရှင်ဒါကတော့မင်းစိတ်ကြပါနော် ငန်းကြော်အနှစ်ကလေးကိုတမအောင်မှွေပြီးသွားတယ်ဆိုရင်တော့ငါးလေးလေးထည့်လိုက်ပါကျွတ်ကျွတ်ရရဖြစ်တဲ့ငါးလေးလေးကိုထည့်ပြီးသွားတယ်ဆိုရင်တော့ကျမတို့အပေါ်နေနန်းနမီလေးအုပ်လိုက်ပါဘင်းတော့အလုံးတမရံအတွက်ရောင်မလေးနဲ့မှွေနိုင်တယ်လို့မမွင့်ချင်းဆိုရင်လည်းစိတ်ကြိုက်ပေါ့ရှင်ဒါပေမဲ့မှွေတော့ပူစားကောင်းတော့ပေါ့နော်အဲ့တော့ကျမကတော့ငါးကြော်ကျွတ်ကျွတ်ကလေးဖြစ်အောင်ကုလိုမျိုးလေးမှွေလိုက်ပါတယ်ရှင်ဆက်လက်ဆက်တယ်စားလို့လည်းကောင်းတယ်ရှင် အချိန်တိုင်းတာတကူဒီ၅ကြော်နှစ်ကိုမှွင့်ပြီးသားတယ်ဆိုရင်တော့စိတ်ချတုံးဆောင်နိုင်ပါတယ်မိမိကအချိန်နှိမ့်ကြိုက်တယ်ဆိုရင်မကြီးရထည့်လို့ရတယ်မကြိုက်ဘူးဆိုလည်းမထည့်ရပါတယ်ကျမကတော့ဒီနေ့မကြီးမထည့်ဘဲနဲ့ဒီတိုင်းပဲတုံးဆောင်သွားမှာဖြစ်ပါတယ်ရှင်ဒါလောက်ဆိုရင်တော့အားလုံးတိုင်းလှူစားနိုင်မယ်လို့ယူဆပါတယ်အရင်ရွှမ်းပြီးတော့စားချင်စပွဲဖြစ်တဲ့၅ကြော်နှစ်လေးဖြစ်ပါတယ် thank you ပါ